ဒေါ်နယ်ထရမ့်ကတိုက်ခိုက်မှုတွေရပ်ဖို့ ဗလာဒီမာပူတင်ကိုတိုက်တွန်းခဲ့ပြီးတဲ့နောက်ရုရှားဟာယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာသဘောတူညီချက်ရရှိဖို့အဆင်သင့်ဖြစ်နေတယ်လို့ရုရှားနိုင်ငံသားဝင်ကြီးဆာကီလာရော့ဖ်ကပြောပါရယ်။ကျွန်တော်တို့ကသဘောတူညီချက်ရဖို့အဆင်သင့်ဖြစ်နေတဲ့ဆိုပေမဲ့တချို့အချက်တွေကျန်နေသေးဖြစ်ပါတယ်။ပြန်လည်ညှိနှိုင်းရမယ့်အချက်တွေရှိနေပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့အလုံများနေပါတယ်လို့ CBS သတင်းဌာနနဲ့အင်တာဗျူးမှာဆာကီလာရော့ဖ်ကပြောပါရယ်။ထရမ့်ရဲ့တန်တမန်စတီဝစ်ကော့ဟာဧပြီ25ရက်မှာရုရှားနိုင်ငံကိုရောက်ရှိလာပါတယ်။သူဟာအပြစ်ခံရဲစဲရေးကိစ္စ ကိုပူတင်နဲ့နောက်တကြော့ဆွေးနွေးမယ်လို့မျှော်လင့်ရပါတယ်။ဆွေးနွေးလုပ်ငန်းစဉ်ဟာမှန်ကန်တဲ့လာရကိုရွေးနေတယ်လို့ Lavrov ကပြောကြားခဲ့ပြီးဝါရှင်တန်နဲ့ဆွေးနွေးမှုတွေဆက်လုပ်သွားမယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဟာဒီအခြေအနေရဲ့အရင်းခံအကြောင်းရင်းတွေကိုဖြည့်ရှင်းဖို့လိုအပ်တာကိုအသိမှတ်ပြုထားတဲ့ကမ္ဘာပေါ်ကဒိုရီသောခေါင်းဆောင်ဖြစ်နေပါတယ်။ဒါပေမဲ့ထရမ့်ကသဘောတူညီချက်မှာပါဝင်တဲ့အချက်တွေကိုမပြောခဲ့ပါဘူးလို့လာရော့ဖ်ကပြောပါတယ်။ အနည်းဆုံး12ဦးသေဆုံးခဲ့တဲ့ယူကရိန်းမြို့တော် KF ကိုဧပြီ24ရက်ကဒုံးကျည်တွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ထရမ့်ကရုရှားသမ္မတပူတင်ကိုတိုက်ရိုက်မြစ်တာရက်ခံခဲ့တာဖြစ်ပါတယ်။